အားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့ကျွန်တော်ရဲ့ channel လေးကနေမိမိမွေးသက်ကြရကဏ္ဍတွေကပြောပြနေတဲ့လှက်ဝက်ချက်ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးလိုက်ပါတယ်အခုပြောပြပေးမယ့်ဗီဒီယိုလေးထဲမှာရေမိမြေတက်တတုဆိုပြီးတော့အခြေခံ၅ခုကိုပေးထားပါတယ်အခုပြောပြပေးမယ့်အကြောင်းအရာလေးတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့မိမိမွေးနေ့ရဲ့နောက်ဆုံးကဏ္ဍကိုကြည့်ပေးပါဥပမာမိမိအနေနဲ့မိမိရဲ့မွေးနေ့က2001ဆိုရင်တော့နောက်ဆုံးကဏ္ဍက1ဖြစ်တဲ့အတွက် သူနဲ့သက်ဆိုင်တဲ့တက်ကိုရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်။နောက်ဆုံးကနေရဲ့ရွေးချယ်မှုနဲ့အတူတင့်ဘဝရဲ့လှည့်ဝတ်ချက်တွေကိုရှာဖွေကြည့်ကြရအောင်ဗျာ။မွေတက္ကရရဲ့နောက်ဆုံးကနေကတုံညာနဲ့တက်ဖြစ်တယ်ဆိုရင်တော့ဒင်ဟာတတုအုပ်စုထဲမှာပါဝင်ပါတယ်။မွေတက္ကရမှာတုံညာဒါမှမဟုတ်တက်နဲ့ဆုံးတဲ့သူတွေဟာတတုလိုပဲမာကြောတဲ့ဇာတ်လက္ခဏာတွေရှိပြီးတော့ဒူပေတာပေခံနိုင်တဲ့သူတွေဖြစ်ပါတယ်။ အလွန်တည်ကြည်ပြီးတော့ကိုယ်ဟာကိုကိုတက်တဲ့သူတွေလည်းဖြစ်ပါတယ်။အမြဲတမ်းဆန္ဒအလျောက်သာပြုမှုလောက်ကင်တဲ့သူတွေလည်းဖြစ်ပါတယ်။ချစ်ချင်းမြတ်တာနဲ့သာตายရတဲ့နေရာကိုနေထိုင်ဖို့ရှာဖွေလိုပါတယ်။လိုချင်တာကိုရအောင်ချွတ်တက်ပြီးအောင်မြင်ဖို့အတွက်ဆိုရင်ဘာပဲလုပ်ရလို့ရလုံးမဲ့သူတွေပါ။ဒီနေရာမှာမကောက်တဲ့အချက်လေးကတော့အာနာဂုံ ပကာသနာနဲ့စိစေဥစ္စာတွေကို ပို့ပြီးတော့လိုချင်တက်မှတ်နေတာပါပဲ။ဒေါယုံတယုံ အလျှောက်မပေးတတ်ပဲတိမခန့်တတ်တဲ့သူတွေဖြစ်ပါတယ်။ဝေတကရိယနောက်ဆုံးကနန်းနှစ်ဒါမှမဟုတ်သုံးဆိုရင်တော့တင်ဟာရေအုပ်စုထဲမှာပါဝင်ပါတယ်။ဝေတကရိမှာနှစ်ဒါမှမဟုတ်သုံးနဲ့ဆုံးတဲ့သူတွေကရေတက်ကိုကိုစားပြုပြီးတော့ချစ်စရာကောင်းတဲ့သူတွေပါ။စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူတွေဖြစ်ပါတယ်။တပားသူကိုစာနာရိုက်မြတ်တတ်တဲ့စိတ်ရှိတဲ့သူတွေဖြစ်ပါတယ်။ကြီးမားတဲ့စိတ်ကူးအိမ်မက်တွေရှိပြီးဖန်တီးနိုင်စွမ်းရှိသူတွေပါ။ အမှုပညာပိုင်းနဲ့ဆက်နွယ်နေတဲ့အလုပ်တွေမှာအတက်ပညာပိုင်းဆိုင်ရာအလုပ်တွေကိုလောက်ကင်မယ်ဆိုရင်တော့အောင်မြင်နိုင်ပါတယ်မြင်ပါတဲ့အာယုံခံနိုင်စွမ်းရှိပြီးအမှုစိတ်နိုင်မှုမှာအလွန်အလေးထားတဲ့သူတွေလည်းဖြစ်ပါတယ်ငွေတကရနောက်ဆုံးကနန်းလေးဒါမှမဟုတ်ငါဆိုရင်တော့တင်ဟာတစ်အုပ်စုထဲမှာပါဝင်ပါတယ်တစ်ကိုကိုစားပြုတဲ့သူတွေဖြစ်ပြီးပုံမှန်အားဖြင့်စူးစမ်းပြီးတော့မိမိကိုယ်ကိုအပြည့်အဝယုံကြည်မှုရှိသူတွေလည်းဖြစ်ပါတယ်နေရာနှံ့စူးစမ်းလေ့လာလို့တဲ့စိတ်ရှိပြီး ကိုနဲ့စိတ်နေတဲ့နေရာတစ်တကိုသဘောကျတတ်တဲ့သူတွေဖြစ်ပါတယ်။ဗဟေဒီဆန္ဒကို ကြိုက်ကြပါတယ်။အစ်အဆန်းတွေနဲ့အတွေ့အကြုံတစ်တကိုလိုချင် တောင်းတကြပါတယ်။ဘယ်တော့မှ တကူကောင်းဆန္ဒတွေအတပိမဝါဒဆန်ဆန်တွေမပြုတ်မှုတတ်တဲ့သူတွေဖြစ်ပါတယ်။မွေတကွေရဲ့နောက်ဆုံးကနေ၆ဒါမှမဟုတ်ခွန်ဆိုရင်တော့ဒီဟာမိအုပ်စုထဲမှာ ပါဝင်နေပါတယ်။မိကိုကိုစားပြုတဲ့သူတွေဟာတကယ်ကိုစွန့်စားရတဲ့သူတွေပါ။ကဘာပတ်ဖို့ အမြဲစိတ်ကူးရနေသူတွေလည်းဖြစ်ပါတယ်။အလွန်ပြော့လွယ်ပြောင်းလွယ်တဲ့အကျင့်ရှိပြီးတော့တဘာဝကြတဲ့အတွေးအမြင်တွေလည်းရှိပါတယ်။ပြစ်လွယ်ဝဲကောင်းတဲ့အပြုအမူတွေရှိပြီးဘလို့ညှို့ငင်ရမလဲဆိုတာကိုကောင်းကောင်းသိတဲ့သူတွေလည်းဖြစ်ပါတယ်။ငွေတကရရဲ့နောက်ဆုံးကနေရှစ်ဒါမှမဟုတ်ကို့ဆိုရင်တော့တင်ဟာမြေအုပ်စုထဲမှာ ပါဝင်နေပါတယ်။မြေကိုကိုသားပြုတဲ့သူတွေဖြစ်ပြီးကြီးမန်းချက်ကြီးကြပါတယ်။အလွန်ယုံကြည်ရတဲ့သူတွေလည်းဖြစ်ပါတယ်။အရာရာတိုင်းကိုဂယုတစိုက်ရှိပြီး ဘလို့မှပေါ့ပြက်ပြက်လောက်ရက်ဒီကိုမလောက်ဆောင်တတ်ကြပါဘူးစီစဉ်နေကြတဲ့သူတွေဖြစ်ပြီးအမြဲကုအစီစဉ်ကိုကြာကြာနာနာလောက်တတ်တဲ့သူတွေလည်းဖြစ်ပါတယ်ဘာကူမှမကြောက်တတ်တဲ့သူတွေပါ ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့အကြောင်းအရာတွေကတော့မွေးတက်ကြရရဲ့နောက်ဆုံးကနေ့ကပြောပြပေးနေတဲ့လှည့်ဝှက်ချက်တွေပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့ရဲ့ channel လေးကနေအခုလိုပဲဘုဟုသုတရရမယ် စိတ်ဝင်စားဖွယ်ဗီဒီယိုလေးတွေကိုအမြဲတမ်းတင်ဆက်ပေးမှာမို့ like and subscribe လေးနှိပ်ခဲ့ပေးကြပါဦးခင်ဗျာအားလုံးပဲကြော်ရွှင်ချမ်းမြေ့ကြပါစေဗျာ